အားလုံးပဲမင်္ဂလာပါ MN Future Channel ကနေပြီးတော့အားလုံးကိုပြန်လဲကြိုဆိုလိုက်ပါတယ်ခင်ဗျာဗီဒီယိုများကိုစဉ်စားမပြတ်ကြည့်ရှုနိုင်ဖို့အတွက်ကျွန်တော်တို့ရဲ့ YouTube Channel လေးကို Like and Subscribe လုပ်ပေးဖို့တောင်းဆိုပါရစေခင်ဗျာအခုတင်ဆက်ပေးမယ့်အကြောင်းအရာကတော့ဇော်ဘုံဟင်းအတွက်ဆန္ဒပြဖို့လိုပြီးတက်တွင်မနေမှုဆိုတဲ့အကြောင်းကိုကိုမောင်မောင်ကယခုလိုပဲပြောကြားလာခဲ့ပါတယ် မင်္ဂလာပါရှင်အခုအကြောင်းအရာနဲ့ပတ်သက်တဲ့ဗီဒီယိုဖိုင်ကိုတော့အနောက်မှာတင်ဆက်ပေးထားတာဖြစ်ကြမို့ဝင်ရောက်ကြည့်ရှုဝေဖန်သုံးသပ်ပေးကြပါအောင်ရှင်မင်္ဂလာပါကျွန်တော်မျိုးရဲ့အားလုံးမင်္ဂလာပါအကိုဇော်ဘုံဟင်းတရင်နဲ့စပါမယ်ကိုဇော်ဘုံဟင်းဒီအာအိမ်ပြန်ရောက်ပြီဆိုပြီးတော့တရင်နေလွှင့်နေတယ်ကိုဇော်ဘုံဟင်းနဲ့ပတ်သက်ပြီးတော့တရင်မားတွေပေါ့ဗျာနော်လွှင့်နေရအားလုံးဟာမားနေပါလေကိုဇော်ဘုံဟင်းဒီအခုချိန်ထိဘာမှမှ တက်စင်ခြင်းမခံရဘဲနဲ့စွဲခံထားရပါတယ်အဲ့တော့အကုသိုလ်ဖုံးဟင်းကိုအခုလိုမျိုးလှုပ်တဲ့လှုပ်ရက်တွေဟာအတတော်လေးကိုပေါ့နော်စဉ်းစားစရာတွေဖြစ်လာတယ်ဒါမတရားဘူးလို့ပြောလို့ရတယ်ပေါ့ဗျာနော်အကျွန်တော်အနေနဲ့ကိုစောဖွင့်နေကျွန်တော်တို့ဒါပုံကိုရခင်မင်မှုတော့ရှိတယ်။တော့တော့လည်းချစ်ချင်းမုန်းချင်းအပထားပါကျွန်တော်အမြဲတမ်းပြောပါရယ်ဥပဒေအထက်မှာဘာလို့မှမရှိစေရဘောဗျာနော်ဥပဒေရဆောင်ရပါဆိုတော့ စကားပဲကျွန်တော်ပြောပါတယ်ချစ်ချင်းမုန်းချင်းပေါ့ကြော်လုံပြီးတော့ပြောရမှာပါအဲ့တော့ဥပဒေရဆိုရင်အ66ကကြီးနဲ့ဆွဲဆွဲတာဆွဲလို့ရတယ်ဟာရဲရဲပိုင်းကိစ္စဖြစ်တဲ့အတွက်ကြောင့်မို့လို့ဒါဒေတာခံရဲစခန်းကနေပြီးတော့တည်တည်ကြာတည်တည်ကြာဖမ်းဆီးရဲဟိဆိုကြကျွန်တော်ဘာမှမပြောလို့ဘူးအခုလှုပ်တဲ့ပုံစံကကိုစောဖွင့်ရုပ်လှုပ်တဲ့ပုံစံကအဲရဲထက်ကြော်ပြီးတော့ဒီစာရဖကနေပြီးနိုင်ငံတော်အဆင့်ဆွဲတာ ဥပမာပြနိုင်ငံတော်အဆင့်ဆွဲတဲ့ပုံစံဆိုလို့ရှိရင်ဒေါအောင်ဆန်းစုကြည်တို့ဆွဲသွားလိုက်တယ်ဗျာအဆွဲသွားပြီးတော့မှဟိုမှုဒီမှုဟိုမှုဒီမှုဆိုပြီးတော့အဲဘယ်လိုခေါ်မလဲဆိုလို့ရှိရင်တရားဆွဲတဲ့ပုံစံမျိုးပါအဲအဲ့လိုပဲကိုစော်ဘဟင်းကလည်းပါတောင်တောင်အောင်ဆင်းတော့မဟုတ်ဘူးဗျာသူ့ကိုဆွဲတဲ့ပုံစံကလည်းဒေါစုကြည်နီးပါဒီခေါ်မလဲမချာနာပဲနဲ့ဆွဲခံရတဲ့ပုံစံမျိုးဗျာအဲ့ဒါကြောင့်မလို့ကိုစော်ဘဟင်းဆွဲတဲ့ပုံစံတွေကတအားကိုလွဲနေတယ်အဲ့တော့ သူ့ကိုဆွဲသွားတယ်ဆွဲသွားပြီးတော့မှဟိုဘယ်လိုခေါ်မလဲဆိုတော့အမှုကဘယ်လိုခေါ်မလဲအမှုကရှာရအောင်မှာကောင်ဆန်းစုကြည်ကိုအမှုရှာတယ်လို့ပဲအဲကိုဖုံးကိုလည်းအမှုကရှာရအောင်မှာအဲ့ဒီအတွက်ကြောင့်မို့လို့အဲကျွန်တော်သုံးသက်တယ်ပေါ့ဗျာနော်ဘာကြောင့်လဲဆိုရင်ကျွန်တော်အခုကိုကိုဖုံးနဲ့ပတ်သက်ပြီးကျွန်တော်အဲဒီပေါ့နှစ်ဖက်သတင်းတွေပေါ့ဗျာနော်အဲကျွန်တော်ဒီတက်ဖက်ကထောက်ခံသူတွေအားလုံးရဲ့သတင်းတွေအဲပြီးတော့ အဲဘလော့ခေါ်မှုဆိုရှင်ဒီ mainstream media တွေပေါ့ဗျာနော်ဒေါ်လာစားမီဒီယာလို့ခေါ်တဲ့အကျန်းဖက်အားပေးပေါ့အဲဒီမီဒီယာတွေကိုမီဒီယာတွေကိုလည်းကျွန်တော်အားလုံးလိလအားလုံးပေါ်မှာခြုံငုံသုံးသက်ကြည့်မယ်ဟဲ့ဆိုလို့ရှင်နော်ကိုဖုံးကိုဆွဲတဲ့ပုံစံကလုံးဝအမှုမရှိလို့အတွက်ကြောင့်မို့လို့ဘာမှုလို့ဘာမှုလို့ဖြစ်ရှားမယ်ဆိုတဲ့ပုံစံမျိုးတွေဖြစ်နေတာအဲ့တော့ဒေါ်စုကြည်ကိုဆွဲတဲ့လိုမျိုးပဲအဲကိုဖုံးကိုဆွဲတဲ့ပုံစံမျိုးဖြစ်နေတယ်အဲ့တော့တရားဥပဒေရဲ့ ထက်ဆိုတာလဲဆိုလို့ရှိရင်ဘယ်လိုဟောမလဲဆိုရင်ပုံမှန်ကတော့တောက်မြင်ကပုံမှန်ပုံစံမျိုးဖြစ်နေတယ်အဲ့တော့အဲဖြစ်ပုံစမ်းပုံတွေကိုသိချာကြည့်တဲ့အခါမှာလဲအဲစစ်တပ်ဘက်ကပေါ့ဗျာနော်ဒီ channel တွေပေါ့အဲအများစုဒီစစ်တပ်ကိုအားပေးထောက်ခံတဲ့ဒီ channel တော်တော်များများရဲ့ PR တွေလည်းပါတယ်နော်ကျွန်တော်ကြည်ရသလောက်ဆိုလို့ရှိရင်အဲသူတို့ရဲ့ PR တွေပါသလိုအကိုဖုံးအနေနဲ့ကလည်းပြဿနာတွေဖြစ်ခဲ့မှုတာရှိတယ်အဲ့ဒီပြဿနာဖြစ်ခဲ့မှုတာကအဲပုံလင်းလင်းပြောမယ်နော် အဲဒီစစ်တပ်ထောက်ခံသူเนาะဥမာဖြစ်ခင်ဗျားတို့ပြောသလိုဘောမပဲဖြစ်ဖြစ်အစိမ်းပဲဖြစ်ဖြစ်ပေါ့ဗျာเนาะအဘောမဆယ်လီတွေအဘောမ channel တွေပေါ့ဗျာเนาะအဲဒါခေစကားနဲ့ပြောတာပါကျွန်တော်လည်းခင်ဗျားတို့ဘောမခေါ်တာပဲလေเนาะအဲ့တော့ဒီ channel တွေဒီပုံကိုယ်ရဲ့အနောက်မှာအဲ background ကောင်းကောင်းရှိနေတတ်တယ်เนาะ background ကောင်းကောင်းရှိနေတတ်တယ်အဲအပွင့်အခက်ကောင်းကောင်းရှိနေတတ်တယ်ဟုတ်ဗျာเนาะ ဲ့တော့ဒီအပွင့်အခက်ကောင်းကောင်းရှိနေတဲ့အတွက်ကြောင့်မို့လို့အဲသူတို့တွေမှာသူတို့ ਨੇ သွားပြီးတော့မညှိလေနဲ့ကြာတိလားသူတို့ ਨੇ သွားညှိလို့ရှိရင်တခွေမဟုတ်တခွေရတော့ပြဿနာရှိနိုင်တယ်အဲ့တော့အဲဘယ်လိုခေါ်မလဲဆိုတော့သူတို့ပြောဆိုတက်လော်ပြီးပေါ့ဗျာနော်အဲကျွန်တော်တို့ဆိုလို့ရှိရင်ခင်ဗျားတို့လည်းခေါ်နေရပဲတက်လော်ပြီးပဲဖြစ်ဖြစ်လားဘောမှာပဲဖြစ်ဖြစ်ပေါ့ဗျာနော်အဲဒါမဲ့နောက်ပြန်မှာ background ကောင်းကောင်းမရှိဘဲနဲ့ စွာနေတာဆိုလို့ကိုဖုံးတို့ကျွန်တော်တို့ပဲရှိရနောက်ပြန်မှာကျွန်တော်နောက်မှာကြောပဲရှိတယ်ဘာမှမရှိဘူးကျွန်တော်ဆိုလို့ရှိရင်အကျွန်တော်ရဲ့လွံ့မြောက်ဘယ်လိုခေါ်မလဲဆိုရှင်အလွံ့မြောက်တဲ့အခွင့်အရေးလေးပဲရှိတယ်နော်ဒါကကျွန်တော်ရဲ့ background ပဲအကိုဖုံးဆိုရှင်သူ့နောက်မှာဘာ background မှာရှိတာမဟုတ်ဘူးလို့ကျွန်တော်သုံးသပ်ရတယ်အဲဒါကြောင့်မို့လဲအခုလိုအချိန်မျိုးမှာအဲသူဒုက္ခရောက်တာဖြစ်တယ်အဲ့တော့အခုချိန်မှာစွန်ကြီးဝိုင်းလောင်းခံရတဲ့ပုံစံမျိုးဖြစ်တယ်။ဘယ်သူတွေကစွန်ကြီးဝိုင်းလောင်းလဲဆိုတော့ကိုဖုံးနေတဲ့တော့ဟုတ်ပါတယ်။အဲကျွန်တော်တို့ဒါတစ်ဖက်ကလည်းဝန်ခံမှာ သူ့ရဲ့ပြောဟောမှုတွေပြောဆိုမှုတွေဟာဆိုလို့ရှိရင်ဒါသူ့ကိုနှစ်သက်သူတွေအားလုံးအတွက်အားပေးစရာဖြစ်တော်ညာလည်းပဲအဲသူ့ရဲ့စကားကြောင့်စိတ်ဒုက္ခရောက်ရစိတ်ဒုက္ခရောက်တယ်ပေါ့ဗျာနော်စိတ်ညစ်ရတဲ့သူတွေလည်းရှိပါတယ်အဲ့တော့သူတို့တွေရဲ့ခံစားချက်ကိုလည်းနားလည်ပေးရမှာပါနော်အဲ့တော့ဘလို့ပဲဖြစ်ဖြစ်ပါကျွန်တော်ပြောသလိုပေါ့တရားဥပဒေထက်မှာဘလူးစီဘလူးမှမရှိစေရတရားဥပဒေရလုတ်မယ်ဟေ့ဆိုရှင်လုတ်ပါနော်လုတ်ပါကျွန်တော်အနေနဲ့ဘာမှမပြောတော့ဘူးအခုလုတ်ရက်တွေကတရားဥပဒေကိုကျော်လွန်ပြီးတော့ တရားဥပဒေကျော်လွန်ပြီးတော့ဟိုကောင်မင်းဆိုပုံမှန်ကလည်း66ကကြီးမဟုတ်ဘဲနဲ့တောက်မြင်ကပုံမှန်ဖြစ်နေတာပါเนาะအဲ့ဒါကြောင့်မို့လို့အဲခင်ဗျားတို့ကုတ်ဖုံးကိစ္စမှာမတရားဘူးလို့ကျွန်တော်တို့ကတော့ပြောရတော့မှာပါเนาะအဲ့တော့အခုသူအရင်ကရန်ဖြစ်ခဲ့ဘူးတဲ့သူတွေရဲ့စွန်ကြီးဝန်လောင်းခြင်းလဲခံရတာဖြစ်နေနိုင်တယ်လို့ကျွန်တော်သုံးသပ်တယ်အဲထို့သူဘယ်ခေါ်မလဲချွတ် channel တွေပေါ့ဗျာနော်ဟိုဒီ တက်အပီထောက်ခံတဲ့ channel တွေပေါ့ဗျာဒီ channel တွေမှာလည်း PR ရှိတယ်ဗျာသူတို့ကိုလည်းသူတို့နောက်မှာလည်းလည်း Apple Commerce account သူ့မဟုတ်ပေါ့နော်ຢာသူကြီးကြီးမားမားရှိနေတတ်တယ်ဒီ channel တွေကစုပြီးဟိဆိုရင်တော့သူတို့စုပြီးဆိုရင်သူတို့ရဲ့နောက်မှာရှိနေတော့ အရာရှိတွေပဲဖြစ်ဖြစ်ပေါ့ဗျာနော်ဟိုလုံလုံပိုင်ခွင့်ရှိတဲ့သူတွေတော်တော်များများကငြိမ်နေလို့မရတော့ဘူးဟာတို့ကအသားတို့ဒီလိုမျိုးဆဲနေတယ်ဟာအသားကျွန်တော်တို့ဒီလိုမျိုးပြောနေတယ်ကျမတို့ဒီလိုမျိုးပြောနေတယ်သမီးတို့ဒီလိုမျိုးပြောနေတယ်ဟေးဟာခင်ဗျားတို့ဘာမှမလုပ်နိုင်တော့ဘူးလားဘာမှမလုပ်နိုင်မလို့ဆိုဘူးလားဆိုပြီးတော့ကိုဖုန်းနဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့ပလွဲရိုက်လာတဲ့အခါမှာတော့လုံတို့အနောက်ကအခက်တွေအပွင့်နေနေနော်ဟို လုတ်ပိုင်ခွင့်ရှိတဲ့သူတွေကငြိမ်နေလို့မရတော့ဘူးလीเนาะအဲ့တော့ကုတ်ဖုံးကိုတောက်မြင်ကဆွဲစရာပုံမှလည်းရှာမြရတဲ့ခါကျဒီလောက်တော့ဖြစ်တောက်မြင်ကပုံမှလည်းဆွဲတယ်ကွာဆိုပြီးတော့အခုလိုမျိုးကုတ်ဖုံးကိုတရားဥပဒေမဲ့ပုံမှမဲ့เนาะတောက်မြင်ကပုံမှလည်းကျန်တာဘာမှမတည်ဘဲနဲ့ဆွဲသွားတာဖြစ်တယ်အဲ့တော့အဓိကကတော့လူများပြီးတော့เนาะဟိုနီးပိမ့်များလို့ပဲ EU ကျွဲဖက်တာပါเนาะ EU ကျွဲဖက်တဲ့ပုံစံမျိုးဖြစ်တယ်အဲ့တော့ မဒါနဲ့ပတ်သက်ပြီးတော့ခမားတို့ကိုဖုံးအားပေးထောက်ခံသူတွေပေါ့နော်အဲခမားတို့ကနေပြီးတော့မထကြွပဲနဲ့ပေါ့နော်ခမားတို့ရဲ့စန္ဒပေါ့ကိုဖုံးကိုကျုပ်တို့ချစ်ပါတယ်ဆိုအားပေးထောက်ခံသူ့ကိုခုလွတ်ပေးပါဆိုပြီးတော့ခမားတို့ကမထကြွဘူးဆိုလို့ရှိရင်တော့ကိုဖုံးဒီအဲသူ့ရဲ့ဘယ်လိုခေါ်မလဲဆိုလို့ရှိရင်သူ့ရဲ့စန့်ကျင်ဘက်တွေပေါ့နော်ဒီစန့်ကျင်ဘက်တွေရဲ့ဖီအားကိုသူခံရလိမ့်မယ်အဲ့တော့ခမားတို့ငြိမ်နေတာတော့ကျွန်တော် အော်တယ်ဗောဗျာနော်အဲ့တော့ခင်ဗျားတို့ရဲ့ဆန္ဒကိုထုတ်ဖော်ပြသကြပါနော်အဲ့တော့မတားလေးခင်ဗျားတို့ချစ်တယ်မဟုတ်ဘူးလားအေးခင်ဗျားတို့ချစ်တယ်ခင်ဗျားတို့ချစ်တယ်ငြိမ်ပြီးချစ်နေတော့မရဘူးနော်စာလေးတစ်ကြောင်းတော့လကောင်းဓာတ်ပုံလေးတစ်ပုံတော့လကောင်းနော်ဗီဒီယိုလေးတစ်ဖိုင်တော့လကောင်းနော်အ ਨੇ ဆုံးတော့ထုတ်ဖော်ပြသကြပါနော်အဲ့ခင်ဗျားတို့ရဲ့အနောက်မှာလည်းအဲ့ခင်ဗျားတို့ရဲ့အခက်တွေအပွင့်တွေရှိပါတယ်နော်အဲ့တော့ခင်ဗျားတို့ကလည်းဖီအားမပေးဘဲနဲ့ဒီလူတွေကအလုပ်လုပ်မှာမဟုတ်ဘူးအဲ့တော့တို့တက်ထဲမှာအခုဖြစ်နေတဲ့ပုံစံက အဲဒီနေရာမှာကျွန်တော်ကြည့်တာပေါ့နော်အဲဘယ်ခေါ်မစတော့သူ့ဘက်ကိုယ့်ဘက်ပုံစံမျိုးဖြစ်နေတယ်အဲ့တော့ခမားတို့ကနေပြီးတော့ရွရွချင်းချင်းမထကြွပဲနဲ့နော်ဆန္ဒမပြရင်တော့ကိုယ်ဖုံးကွာမတွေ့ရစရာဖြစ်တယ်အဲ့တော့ခမားတို့ကိုယ်ဖုံးကိုချစ်ကြလားလေးစားကြလားအေးလေးစားကြတယ်ဟဲ့ဆိုလို့ရှိရင်တော့ကိုယ်ဖုံးနဲ့ပတ်သက် ပြီးတော့ကိုယ်ဖုံးလွတ်မြောက်ဖို့ဒီတရားဥပဒေမဲ့ဆွဲဆိုနေတာတွေဒါတွေလက်တွန့်သွားဖို့နော်ဒီအုပ်စုနော်ဒီအုပ်စုဆိုတာကိုယ်ဖုံးရဲ့ ုတ်ဖုံးကိုမုန်းတဲ့သူတွေအုပ်စုတွေအနိုင်မရသွားဖို့အတွက်ကခင်ဗျားတို့ကုတ်ဖုံးကိုချစ်တဲ့သူတွေကတခုခုလုံးမရတော့မယ်ဆိုတာကိုကျွန်တော်ပြောချင်တယ်เนาะအဲ့တော့ကုတ်ဖုံးတို့ခင်ဗျားတို့ဆန္ဒထုတ်ဖို့အချိန်တန်ပြီเนาะအဲ့တော့ခင်ဗျားတို့တွေကြက်ကျွတ်တွေလားเนาะချစ်ကင်းလားအဲ့ဒါကျွန်တော်ကြည့်ရမှာပေါ့ဗျာเนาะအဲ့တော့ကြက်ကျွတ်တွေလားเนาะအဲ့ဒါလေးအဲကျွန်တော်တို့မေးချင်တယ်ကုတ်ဖုံးနဲ့ပတ်သက်ပြီးတော့စာလေးတစ်ကျောင်းသာလကောင်းကွန်မန့်လေးတစ်ကျောင်းသာလကောင်းဗီဒီယိုဖိုင်လေးသာလကောင်းเนาะ ဆန္ဒထုတ်ဖော်ပြတာကြပါเนาะအဲ့ဒါပါတန်လေးကိုဖုံးအတွက်အစဉ်ပြေလိုက်မယ်အခုချိန်ထိကိုဖုံးဒီနိုင်ငံတော်အဆင့်ဒီပါဆွဲစီခံရတာပါเนาะနိုင်ငံတော်အဆင့်ဒီပါဆွဲစီခံရတာပါအဲ့ဒီတော့ချက်ဖို့လို့တော့ခင်ဗျားတို့ဘာမှမပြောရင်တော့ကိုဖုံးအတွက်မလွယ်ဘူးเนาะအဲ့ဒါလေးကိုဖုံးနဲ့ပတ်သက်ပြီးကျွန်တော်ပြောပြချင်ပါဟုတ်ပြီအမတရားမှုကျွန်တော်အတွက်ကတော့ကျွန်တော်ရဲ့အကျိုးစီးပွားမတရားမှုပဲမတရားတာမှန်သမျှတော့ကျွန်တော်တိုက်ခိုက် ပြောဆိုဝေဖန်မှာဖြစ်တယ်အဲ့တော့ကုဖုံးကိစ္စကကုဖုံးကျွန်တော်တို့ဒါတတိယပြည့်ပုံကိုရေးခင်မှုလည်းရှိပါတယ်ကုဖုံးလည်းကျွန်တော်နဲ့နော်ခင်လည်းခင်တယ်ကျွန်တော်သူနဲ့ကျွန်တော်ဆိုလိုက်နေပါလေအတူတူလွင်မှုတယ်ဒါအဓိကမှမဟုတ်ဘူးကျွန်တော်တို့အဓိကတရားဟုတ်ပြီးဆုံးမမှုနဲ့လှုံထုံးလုံးနေမှန်ကန်ဖို့အဲ့တော့ကျွန်တော်ပို့စာရေးပါတယ်သူနဲ့ပတ်သက်ပြီးပြောပါတယ်အဲ့တော့တရားဥပဒေထက်မှာဘယ်သူမှမရှိစေရအောင်အဲ့တော့တရားဥပဒေနဲ့ညီဆွဲဆန်းမှလှုပ်ဆန်းပါနော်အခုလိုမျိုးလူကိုဖမ်းပြီးတော့မှအမှုစင်တဲ့ဇာတ်တွေ ကတော့တရားဟုတ်ပြီကိုကြော်လွန်တဲ့ပုံစံမျိုးတွေဖြစ်နေတယ်အဲ့တော့အဲသူနဲ့ရန်ဖြစ်ဖူးသောသူတွေရဲ့ဖိအားကအများကြီးပါတယ်เนาะအဲဒါကတစ်ချက်အဲနောက်တစ်ခုစမပြောတဲ့ဒီသူ့ကိုသူ့ရဲ့ဆဲခံရတဲ့ပေါ့เนาะဒီ channel တွေရဲ့ပြောဆိုမှုတွေကလည်းအများကြီးပါတယ်အဲ့တော့သူတို့စုမတော့အဲသူတို့နောက်ကအပွင့်နေအခက်တွေကလည်းညင်မနေနိုင်တော့တော့ကြောင့်မို့လို့ဆွဲစရာပုံမှန်လည်းမရှိတဲ့အတွက်ကြောင့်ဒီလောက်တော့ဖြစ်တာတောက်မြက်ကပုံမှန်လည်းဆွဲတယ်ကွာဆိုပြီးကိုပုံမှန်မြန်မာလက်ကလေးထားအောင်လို့เนาะ ်လက်ကလေးသူပရဖော်မန်းဆိုလက်မြောက်သူထောက်မျက်လုံးနေပိတ်တို့ဒီလားနော်အဲ့လိုမျိုးလေးတွေ့ရတယ်ကိုဖုံးလွတ်လာပြီဆိုတော့လေလုံးဝမဟုတ်ပါဘူးလွတ်ဖို့လည်းမလွယ်ပါဘူးမလွယ်ပါဘူးဒါနိုင်ငံတော်အစဉ်ပုံစံဒီပါတောက်မြက်ကပုံမှကြီးပါเนาะအဲ့တော့ခင်ဗျားတို့တခုခုဆောင်ရွက်ဖို့အချိန်တန်ပါပြီเนาะအဲသူနဲ့ကျွန်တော်နဲ့ဒါမျိုးပေါ့ဟိုလိုက်ရင်းလို့ဒါဒါ နော်ဒါကြောင့်ပုံကိုခင်မင်မှုတွေအပြည့်အဝရှိပါတယ်အတူပါတော့လည်းပဲအမှန်တရားအတိုင်းပဲကျွန်တော်တို့ပြောရမှာပါအဲ့တော့ကိုဖုံးအနေနဲ့လူမျိုးဝဆိုရင်တော့ခင်ဗျားတို့ကျွန်တော်တို့တစ်ခုခုဒါမျိုးလေးပေါ့ဆန္ဒထုတ်ဖို့ပြသကြပါအဲ့လိုပဲကျွန်တော်ပြောချင်တယ်နော်ကဲဟုတ်ပြီဒါကတော့မတရားမှုတစ်ခုပေါ့ဗျာနောက်ထပ်မတရားမှုတစ်ခုကိုကျွန်တော်ဆက်သွားရမယ်အဲ့ကျွန်တော်မိုးညင်းခလာရ15နဲ့ပတ်သက်ပြီးတော့အဲ့ကျွန်တော်ကျွန်တော်ကိုယ်တိုင်ပဲဒီကိစ္စကပေါ်ထုတ်ခဲ့တာလေးဖြစ်တယ်ကျွန်တော်ကိုယ်တိုင်ပဲထုတ်ဖို့ပြောဆိုခဲ့တယ်ပေါ့ဗျာနော်အဲ့တော့ အထုတ်ထုတ်ပေါ်ပြောဆိုသည်လေးရောက်လေအဲသူတို့ဘက်ကဘယ်လိုခေါ်မလဲဆိုတော့အဲ့တော့ဆုံးမပြောဆိုပေါ့လူများပြီးတော့နော်လူငင်ဤကိုကျွဲဖက်တဲ့ဇယိုက်ပုံစံမျိုးတွေလည်းမိုးငင်းမှာတွေ့နေရတယ်အဲ့တော့ကျွန်တော်ကပြောလိုက်တော့ကျွန်တော်ကြောင့်ပုံစံမျိုးဖြစ်နေတယ်ဆိုလိုချင်တာကအာကျွန်တော်ကြောင့်တဲ့ဒီခံရတဲ့လင်မယားကပို့ပြီးတော့ဘယ်လိုခေါ်မလဲဖီအားတွေများလာတော့တွေ့ရတယ်အဲ့တော့သူတို့ဖီအားတွေကိုကျွန်တော်ကိုယ်တိုင်ဒီကျွန်တော်ပခုံးပေါ်မှာထပ်တင်ပြီးတော့ကျွန်တော်ထမ်းလာမှာပါနော်အဲ့တော့ကျွန်တော်တို့အတူတူ ရဆိုင်ရမှာပါเนาะအဲ့တော့ကျွန်တော်လည်းမတရားရင်နေမနိုင်ဘူးမတရားမှုကသူတို့ဖြည့်ရှင်းလိုက်ပြီဘယ်လိုဆိုမတရားမှုကိုမတရားမှုနဲ့မတရားလုပ်ပြီးတော့သူတို့ဖြည့်ရှင်းတဲ့အချိန်မှာဒီမတရားမှုကမတရားဘူးလို့ကျွန်တော်အနေနဲ့တော့ကြားထဲကနေပြီးတော့နေပါပါတော့ပြောပိုင်မှုမရှိဘူးလားဗျာနော်အဲ့တော့ကျွန်တော်ဝင်ပြောခဲ့ပါတယ်ပြောခဲ့သေးလေအောင်အခုဆိုရင်အမျိုးသမီးငယ်လေးကဒီပေါ့နော်မရင်းချင်းခံရတယ်နော်မရင်းချင်းခံရတဲ့အမျိုးသမီးငယ်ကအဲဘူကြီးရဲ့မယားပေါ့နော်ဒီပြောသလိုဘူကြီး သုံးမင်းနဲ့ဗိုလ်ကြီးပေါ့နော်ဗိုလ်ကြီးကသူ့ရဲ့ the same group ပေါ့နော်ဟိုဘာမှမဆိုကျွန်တော်တို့သူ့နဲ့ the best sin တဲ့ the best sin နဲ့အဖို့ဒီအရာရှိကမရင်းချင်းသူ့မိမမရင်းချင်းလိုက်တယ်နော်မရင်းချင်းလိုက်တဲ့အခါမှာသူ့မိမကိုဒီတက်ရင်မှုကတော်ကသိန်း30နဲ့ညှိပြီးတော့ဒီပြဿနာကိုအာဘယ်ခုမှသာဖိဖို့ကြိုးစားတယ်ဖောက်ဖြောက်ဖို့ကြိုးစားတယ်ကြိုးစားတဲ့အခါမှာတော့သူဖြောက်မှာပဲသူပြင်းဝင်ရှုံမှာပဲဒီပြဿနာက ဟိုးလေးနဲ့ကြော်ကြဖြစ်ပြီးတော့အမျိုးသမီးငယ်လေးရဲ့ယောက်ျားပါတီးသွားတယ်ယောက်ျားကတီးမခံနိုင်တော့ကျွန်တော်တို့တရားဆွဲတယ်တရားဆွဲတဲ့အခါကျတော့ယောက်ျားကိုရှီတန်းပို့ပြီးတော့အမျိုးသမီးငယ်ကိုအပြင်ကိုမောင်းထုတ်လိုက်တယ်မောင်းထုတ်လိုက်ပြီးတော့အဲအဲ့လိုပြဿနာမျိုးတွေဖြစ်တဲ့အချိန်မှာကျွန်တော်ကဝင်ပြီးတော့ဒီကိစ္စနဲ့ပတ်သက်ပြီးတော့ဖော်ထုတ်တယ်ပေါ့ဗျာနော်ဖော်ထုတ်တော့အခုဒီတရားမဆွဲဘူးကိစ္စမပါခတူတိုင်းမှုကနေပြီးတော့ကျွန်တော်တို့တည်ရင်မှုတက်ဆွဲမှုနော်ဒီအားလုံးကနေဝိုင်းပြီးဖိအားပေးပြီးတော့လုံးဝ ဒီပေါ့နော်မတိုင်ဖို့မတိုင်ဖို့ဒီဖီအားပေးတဲ့ခါမှာတော့ဘယ်သူလဲဖြစ်ဖြစ်ပေါ့ဗျာနော်ကို့အမျိုးကို့မိမမရင်းချင်းခံရတာဘယ်သူကငြင်းခံခြင်းမလဲဗျာနော်အဲ့တော့ဒီဒီဘူကြီးကတရားလိုဘူကြီးကတရားတိုင်လိုက်ပါပြီတရားတိုင်လိုက်တော့ကောင်မလေးကအပြစ်မှာနေနေရတယ်ဘူကြီးကတော့အရှိန်းကိုမောင်းထုတ်ခံရတယ် ဒီဘောမရှိတန်းကိုရှိတန်းပုတ်ခမ်းတော့ဗျာနော်အဲထို့သူမျက်မြင်တက်သေးတွေကလည်းပြီးတဲ့သူကပြီးရတယ်မပြီးတဲ့သူကလည်းရှိတန်းကိုပို့ထားတယ်အဲ့တော့ဒီအမှုကိုခုံယုံစစ်ပြီးတော့စစ်ဆေးတယ်စစ်ဆေးတဲ့ခုံယုံစစ်တဲ့သူကလည်းဒီဥပဒေဘောမဥပဒေဆိုတာလည်းဆိုလို့ရှိရင်ဖီအားတွေအောက်မှာလဲနေတယ်အဲ့တော့အမျိုးသမီးလေးကအခုဘလို့ဖြစ်လဲဆိုတော့သူတို့ကမောင်းထုတ်ပြီးတော့ဒီမျိုးသမီးကသူတို့မောင်းထုတ်တာမဟုတ်ပါဘူးကောနော် ကျင့်ပြက်လုံးဝအကြည့်လို့သူတို့သူတို့သူတို့အကျင့်ပြက်တဲ့အတွက်ကြောင့်မို့လို့အပြင်ကိုသူကသူသူကသူသွားနေတာပါဆိုပြီးတော့သတင်းလွင်ခိုင်းတယ်အဲ့ဒီကျင်းနှန်းကိုလည်းကြံဖန်ပြီးရေးတယ်လို့ကျွန်တော်ကြားသိရတယ်အခုဆိုအမျိုးသမီးကဖုန်းတော်မတုံးရတော့ဘူးဘာကြောင့်လဲဆိုလို့ရှိရင်ဒီသတင်းက online ပုံမှာပြန့်နေတယ်ဒီအမျိုးသမီးကပေးတာပါအဒီတရေးဒီတရေးဖို့ကြောင့်ပြသူယောက်ျားသူ့အမျိုးသားပေါ့နော်ပေးတာပါဆိုပြီးတော့ဖုန်းလေးကိုစစ်တယ်ဒီစာရဖားကလည်းဒီတက်ထဲမှာအကုန်လုံးဝိုင်းထားပြီးသွားပြီ အပြင်ကိုထွက်ထွက်ဝင်နေကအစာစားရပါအသေးစားကိုစောင့်ရှောက်စောင့်နေတာဖြစ်တယ်အဲ့တော့အမျိုးသမီးကဖုံးသုံးလို့မရတော့ဘူးအမျိုးသားနဲ့လည်းအဆက်အသွယ်မရတော့ဘူးเนาะသူအမျိုးသမီးမှာလည်း၃နှစ်သားကလေးတစ်ယောက်ရှိသလိုအဲနောက်ထပ်အဲကျွန်တော်တို့မိခင်ဖြစ်တဲ့60အသက်60ကျော်ပြင်ဆင်စားရွယ် အတော်တယောက်ကအဲအတော်အမေကလည်းရှိတယ်အဲသူတို့ကအပြင်မှာနေနေရတယ်အပြင်မှာနေနေရတော့မှသူတို့ကိုဘယ်လိုခေါ်မလဲဆိုတော့ဒီရက်ွက်မှာနေလို့မရလောက်အောင်ကိုဖိအားပေးနေတယ်ဖိအားပေးတဲ့ခါမှာစာချုပ်ကချုပ်ထားပြီးသားဖြစ်လို့ကံကောင်းနေတာအိမ်ကစာချုပ်ချုပ်ထားပြီးသားဖြစ်တဲ့အတွက်ကြောင့်မို့လို့အဒီအိမ်ကိုသူတို့အိမ်ရှင်ကပြောတယ်ကျွန်တော်တို့ဆက်လက်ကျွန်တော်တို့ဆက်လက်ထားပြရစီပို့ဆိုတဲ့ပုံစံမျိုးဖြစ်တယ်စာချုပ်ချုပ်ထားတဲ့အတွက်ကြောင့်မို့လို့အဲ့ဒီအပြင်မှာတက်ပြင်မှာနေတဲ့သူတွေအကုန်လုံးကလည်းအဲဒီပေါ့တည်ရင်းမှုကတော်ရဲ့ဖိအားအောက်မှာပဲရှိနေတဲ့အတွက်ကြောင့်မို့လို့အခု အဲ့ဒီမျိုးသမီးနေတဲ့ရက်ကွက်ကရက်ကွက်ကရက်ကွက်လူကြီးအထိကဖီအားတွေကရှိနေတယ်တော့ဒီမျိုးသမီးကိုအဲကျူးလွန်ခံရတဲ့မျိုးသမီးကိုဒါမျိုးအနိုင်ကျင့်နေရတယ်ကျွန်တော်တို့ကြားသိနေရပြီเนาะကြားသိနေရပြီနောက်ထပ်ဘယ်လိုလဲဆိုတော့ဒီခုံယုံကလည်းခုံယုံအုပ်စုကလည်းအမျိုးသမီးကိစ္စပါဒီပဒိမ့်မှုကိုကင်တဲ့ခုံယုံကိစ္စခုံယုံကလည်းတော်တော်ညံကြီးရှင်နေအုံနောက်တော်တော်ကြီးတာဒီလားအုံနောက်တော်တော်ကြီးရဲ့သူလေး ဘလို့အုံနောက်မျိုးနဲ့ဒီလိုမျိုးပေါ့ဗျာနော်ဟိုဘလို့ဒီလိုမျိုးယာဒူးတွေရလာတယ်ဆိုတော့စစ်တပ်မှာယာဒူးတွေရလာဆိုတော့ကျွန်တော်စဉ်းစားရပါတယ်တဲ့လားမျိုးသမီးကမရင်းချင်းခန္ဓာတရက်နေရချင်းခံရတာနော်ဒီပေါ့တုပ်ပိုးစစ်တာက24နာရီအတွင်းမှာပဲစစ်လို့ရတယ်အဲ့ဒါကိုဘယ်တော့မှစစ်လဲဆိုလို့ရှိရင်စေရချေချော15ရက်လောက်မှာတုပ်ပိုးစစ်တယ်ဆိုတဲ့ခါကျတော့ဒါတသက်စော်ကားတာပဲဗျာနော်စော်ကားတယ်ပြီးတော့အမျိုးသားရဲ့ခွင့်ပြုချက်မရှိဘဲနဲ့ကာမပိုင်လျောက်ကြားရဲ့ခွင့်ပြုချက်မရှိဘဲနဲ့ဒီအမျိုးသမီးငယ်ကိုတုပ်ပိုးသွားစစ်တယ် နော်အဲအဲ့ဒါကလည်းဒါလည်းနိုင်ကျင်တာပဲအဲ့တော့ကျွန်တော်ကျွန်တော်တို့ပြောသလိုပေါ့ဗျာနော်ကျွန်တော်တို့ချင်းချင်းအောင်အခါကြရတော့ဒီကိစ္စနဲ့ပတ်သက်ပြီးတော့အဲဘယ်လိုခေါ်မလဲဆိုလို့ရှိရင်နည်းနည်းပေါ့ဆွေးနွေးကြည့်တဲ့သူတွေရှိတယ်ပေါ့နော်ကျွန်တော်တငယ်ချင်းတွေပေါ့နော်အဲသူတို့ကဟာတဲ့ဒါဆိုရင်တော့မလွယ်ဘူးတဲ့ဒီဘယ်လိုခေါ်မလဲဆိုတော့ဒီအမျိုးသားလေးဘဝပေါ့နော်ဒီတရားဆွဲတဲ့ဘူကြီးဘဝမလွယ်ဘူးတဲ့တရားဆွဲတဲ့ဘူကြီးကလည်းအခုဘာပြဿနာဖြစ်နေဆိုတော့ तू ကအရှေ့တန်းကိုရောက်တယ်အရှေ့တန်းကနေပြီးတော့ तू ဆွဲတဲ့အမှုအတွက် तू ကိုယ်တိုင်လာရောက်ဖြည့်ရှင်းလို့မရဘူးဖြစ်တယ်အဲ့တော့အရှေ့တန်းမှာလည်း तू က ဘယ်လိုဟောမလဲအနေရည်များတယ်ဆိုတဲ့ပုံစံမျိုးတစ်ဖြစ်လာတယ်ဘလောက်ထိလဲဆိုတာဒါတိုက်ဆန်မှုရှိတာလားမရှိတာလားမသိဘူးဗျာနော်သူ့ကိုရှေ့တန်းမှာရဲဘော်တယောက်ကတနက်နဲ့ထချိန်ပြီးပြစ်တာကြည်စံမထွက်လို့ကန်ကောင်းတယ်ကြည်စံထွက်မယ်ဆိုဒီအမှုလဲပြတ်သွားမယ်အဲ့တော့သူ့မှာဘာလို့အခုမှကန်ဆိုးတာလားဒါမှမဟုတ်ရှင်လဲဒါတိုက်ဆိုင်တာလားတော့မသိဘူးဗျာနော်နိုင်ငံရေးမှာတိုက်ဆိုင်တယ်ဆိုတာရှိမရှိတော့မသိဘူးဗျာနော်အဲဘာလို့ရှိဖြစ်တော့ဒီရဲဘော်တယောက်ကတနက်နဲ့ထချိန်ပြီးပြစ်တာပြစ်တဲ့အခါမှာ ကြည်မထွက်လို့တော်သေးတာပါဗျာနော်အဲ့တော့အဲ့ဒီကိစ္စကလည်းအဲကျွန်တော်တို့ပြောလိုက်မှာပဲဒီတနက်နဲ့ချိန်တဲ့ကောင်ကအခုဆိုရှင်တော့အေးအေးခံရမယ်ကြာနာမည်လည်းသိရနော်ကျွန်မပြောဘူးနော်အဲ့တော့အဖီအားတွေကတအားကိုများတယ်တအားကိုများတဲ့ခါမှာကျွန်တော်နောက်ထပ်ထပ်ပြီးတော့ကြည့်ရတာဒီမုံရင်းကလာဆန်ငါပေါ့နော်ဒီနယ်နဲ့ပတ်သက်ပြီးတော့ဘာကြောင့်မို့ဒီလောက်ထိတဲတဲလုံနေလဲဆိုတဲ့ခါကြတော့အဲ့ဒီမှာရှိနေတဲ့တက်တွေက တော်တော်ကိုနော်ဟိုရှားပေါက်ရာလန်းနဲ့ပတ်သက်လာလို့ရှိရင်တော်တော်လေးကောင်းတဲ့နေရာလေးဖြစ်တယ်အဲ့တော့အထက်လူကြီးတွေအာယုံစိုက်လာမှဆိုးလို့ဆိုတဲ့ပုံစံမျိုးထိသွားတွေ့ရတယ်အဲ့တော့ဘသူ့ကိုကြောက်နေရကျွန်တော်လည်းကြောက်တာတော့မဟုတ်ဘူးဗျဒီအမှုကိုကြောက်တာလည်းမဟုတ်ဘူးဘာမှမဟုတ်တက်စစ်တွေပါလာမှကြည်ရပါနော်အနောက်တစ်ခုကလည်းအဲ့ဒီတရင်ကပေါ့ color 15တရင်မှုကလည်းဒုတိယဘုံမှုကြီးတင်မှာအခုကဘုံမှုဆင်ပဲရှိသေးတယ် option နေပေါ့ဒီအချိန်မှာ तू အပြစ်မရှိဘူးဆိုလို့ရှိရင် तू ရလို့တိုးမှာနော်အဲ့တော့ ူຢາດູຕັດတဲ့ເຊິ່ງມາອ່າຕໍ່ຕໍ່ປະຍັດນາຜິດແດ່ບໍເນາະອັນເອົາຄັດດາກະແລ້ວເອີຕູກະတော့ອ້າຍລောက်ທີ່ເຮົາມາບໍဒီပေါ့နော်ဟိုတက်တီတက်တီမှာမြန်မာနိုင်ငံရဲ့စစ်တပ်မှာကတကယ်တမ်းပြဿနာရှာနေတာတရင်မှုတို့အရာရှိတဲ့ဆောက်ရှင်အရာရှိကတော်တွေကပြဿနာရှာသူတို့ကအုပ်ချုပ်နေတာအဲ့တော့ခလာ25ကိုတကယ်တမ်းအုပ်ချုပ်နေတာကဒီတရင်မှုကတော်ဖြစ်နေတာအငွေကြီးနဲ့ပတ်သက်ပြီးတော့လကောင်းအဲ့ဒီတရင်မှုအိမ်မှာလဲဘယ်လိုခေါ်မလဲဆိုလို့ရှင်ကျွန်တော်တို့ ခိုင်းမှုအတွက်ပေါ့ရဲမေတွေခေါ်ထားတာခေါ်ထားရလဲတယောက်နှစ်ယောက်သုံးယောက်လောက်ရှိတော့ကြားသိရတယ်ပေါ့ကွာနော်အဲ့တော့ဒါမျိုးတွေစစ်တပ်မှာဒါမျိုးဖြစ်ချင်နိုင်ဖြစ်လို့ရသလားဗျာနော်ရသလားအဲ့တော့အခုတက်ထဲမှာလဲကျွန်တော်တို့ဒီပေါ့ကျင်းနှံသူရေးတဲ့ပုံစံမျိုးတွေနော်အဲနောက်ထပ်ပေါ့ဘယ်လိုခေါ်မလို့ဆိုရှင် ရဲမေတွေထဲမှာပြောနိုင်ဆိုနိုင်တဲ့သူတွေအားလုံးလည်းငွေကြေးတွေစံတွေစံတွေထောက်ပံ့ထားပြီးတော့သူပြောသလိုပြောခိုင်းထားတဲ့ပုံစံမျိုးတွေနောက်တစ်ခုကလည်းအဲ့ဒီတည်ရင်မှုကလည်းဗျာခတ်တာကတည်ရင်မှုကတော့ပောက်ကွဲတာပေါ့ဘလို့ပောက်ကွဲဆိုတော့အဲတနေ့ကျတော့ရှေ့တန်းကိုအခုနော်တည့်ရလို့ဘူကြီးကရှေ့တန်းကိုရောက်နေတာရှေ့တန်းကနေပြီးအခုဆိုရှင်တော့နောက်တန်းမှလာပြပြန်ခေါ်တွေ့တယ်တဲ့ခေါ်တွေ့တဲ့ခါမှာအဲကောင်မင်းတနက်အပြင်မှာထားခဲ့တနက်တွေပိုင်းအပြင်မှာထားပြီးသူခေါ်တွေ့တယ်ခေါ်တွေ့တဲ့ခါမှာမင်းကငေါ့ပြုတ်စီနေတာလား ကျုပ်လည်းဂယုမဆိုင်ဘူးဟဲ့ကောင်နော်မင်းငါ့ကိုတက်ကထွက်စေချင်တာလားငါဂယုမဆိုင်ဘယ်ဂယုဆိုင်မလဲဗျနော်ရတာနေတာမဟုတ်တာတရက်တရက်ကိုတရက်သေးဝင်ဝင်အောင်360ရှိတယ်နော်အဲ့တော့ဘယ်လိုလုပ်ဂယုဆိုင်တော့မလဲနော်အချိန်တန်းသွားလဲတာပြောနေတာနောက်ကလည်းမိမကနော်တပတ်တစ်ကြိမ်နှစ်ပတ်တစ်ကြိမ်လောက်အများကြီးရောက်တယ်ဘာလာလောက်တာလဲတော့မသိဘူးဗျာနော်ရတာလားယူတာလားယူတာယူတာလားရတာလားတော့မသိဘူးဗျာနော်အဲဒါမျိုးတိုင်းတာတွေရှိတယ်အဲ့တော့ အလုပ်ပုံတွေလုပ်ပုံတွေပြောပါတယ်နော်အဲ့တော့ဘာကြောင့်မို့လို့ဒီစင်ထွတ်လင်းကိုဒီတယင်းမှုကတော်နဲ့ဒီတယင်းမှုနဲ့ကာကွယ်နေတယ်ဆိုတဲ့ခါကြတော့ဟဲ့ဒီမှာတော့တိုင်းလောကတော်ရှုပ်ပေးပါတယ်နော်ဒီစင်ထွတ်လင်းရဲ့မိမကအဲဆရာရဲချုပ်ပေါ့ရဲချုပ်ဟောင်းဘုချုပ်ကြီးတယောက်ရဲ့သမီးတို့သူ့ကိုသူအမြဲတမ်းပြောနေတဲ့အတွက်ကြောင့်ကျွန်တော်သမီးတို့သတ်မှတ်တယ် နော်အဲ့တော့ဘယ်လိုပဲဖြစ်ပါအဲ့တော့သူ့နာမည်နဲ့ဝက်တောက်ကားတွေဝယ်ပေးနေတာဟုတ်ကြာနော်အဲဝယ်ပေးနေတဲ့အတိုင်းအတာမျိုးတွေမှာကြာတော့ဝက်တောက်ကားကျွန်တော်လောက်လို့ရှိရင်ပြန်လို့နာမည်ပါထုတ်ပြလိုက်မယ်နော်နော်အဲ့ဒါမလုပ်ချင်မလုပ်ချင်ဘူးအဲ့တော့တစ်ဖက်ကလည်းအနိုင်မကျင့်ပါနဲ့နော်တရားမှုတရားရင်ဆိုင်မှုအတိုင်းသွားပါနော်ကျွန်တော်ပြောပြသွားပြီဥပဒေထက်မှာဘယ်သူမှမရှိစေရမတရားမှုကိုကျွန်တော်တီးမခံဘူးတမလို့ချစ်တယ်ဒါပေမဲ့မတရားမှုတွေလုပ်နေတာကိုကျွန်တော်လုံးဝမကြိုက်ဘူးပဲဗျာနော် ဲ့တော့မရိမှုကတလာပိုင်းเนาะ26ရက်နေရမရိမှုဖြစ်တယ်เนาะ9လပိုင်းကြမှာတော့ပိုးစစ်တယ်ဆိုတော့ဘလို့အုံနောက်မျိုးနဲ့ကျွန်တော်ကြည်တာပေါ့เนาะအဲသူတို့စစ်တာလည်းဘယ်မှာစစ်မလဲဆိုတော့မိုးကောင်းဆေးရုံမှာစစ်တယ်เนาะမိုးကောင်းဆေးရုံမှာအဲစစ်တဲ့ပုံစံမျိုးမှာဒီတရေမှုတရေပေါ့เนาะတရေမှုရဲ့လက်မှတ်တွေပါတယ်ပါတယ်ပုံစံမျိုးတွေအထိရှိတယ်ပေါ့เนาะအဲ့လိုမျိုး မျိုးသမီးငယ်တယောက်ကအခုအမျိုးသမီးငယ်ကဘလို့ဖြစ်နေဆိုတော့ဖီအားပေါင်းများစွာလည်းရင်ဆိုင်နေရတဲ့အပြင်ကိုနော်အရှက်လည်းရင်ဆိုင်နေရတယ်ပတ်ဝန်းကျင်ဖီအားလည်းရင်ဆိုင်နေရတယ်အဲတရင်မှုကတော့ရဲ့ဒီလိုမျိုးပေါ့တိုင်း30ပြည့်ရဒါပြည့်စားဇက်သွင်းတာပဲလေတရားဥတရားဥပဒေအမှုမြောက်နေပြီဒါဒီလောက်တော့ခင်ဗျအမှုကြီးရအောင်နော်အဲ့တော့တရင်မှုပြတော့ပါပြောလို့ဆိုတော့တိန်း30ပေးတယ်ဆိုတော့မဖိုးပေးတာပါမဖိုးကတယောက်တစ်ယောက်ခေါ်ပေးရသလား ဘိုးဘိုးကဒီပြဿနာဖြစ်နေသူတယောက်တော့ခေါ်ပြရဒါပြစ်တစားစက်သွေးနော်သူကိုယ်တိုင်မှုတွေဝင်နေမှုတွေနဲ့မှာပါနေပြီနော်အဲ့တော့အထက်ပြေပြောရမယ်ဆိုတော့မြောက်မတရားလုံလုံနဲ့မတရားလုံလုံတဲ့ခါကျရင်တော့အကျွန်တော်တို့ကတခြားရွေးချယ်ကြမှာမရှိပဲဗျာနော်အဲ့တော့ရက်တရားတော့မှာပဲလीနော်အဲ့တော့ခင်ဗျားတို့အခုဘယ်လိုဖြစ်နေလဲဆိုတော့ ဒီတက်ကလည်းဘာကြောက်တယ်လဲဆိုတဲ့ခါကျတော့ကျွန်တော်တို့ကလည်းမပြောဘူးလို့သဘောထားတာပေါ့ဗျာနော်မပြောဘူးဆိုတာလည်းကိုယ်လုံးလည်းမဟုတ်ပါဘူးပေါ့ဒါမျိုးမတရားလုပ်တဲ့ခါမှာတော့မတရားမှုကကျွန်တော်သိထားသမျှကိုကျွန်တော်ပြောမယ်အတီးပြို့ဖို့ကတော့ခင်ဗျားတို့အထက်အရာရှိအစင်းစင်းတွေမှာတာဝန်ရှိတယ်နော်အဲ့တော့ဒီတည်ရင်မှုတို့နော်ဝင်ငွေရတအားကောင်းတဲ့တက်တွေကိုဗျာနော်ငါအပွင့်ချွတ်သွားလဲမမောင်ပြူဟေကောင်နော်ထွက်ရလဲဘာမှမဖြစ်ဟေကောင် ဗာလင်းကောက်ထွက်စေခြင်းနဲ့လားထွက်သွားလိုက်မယ်ဖတ်မှာပေါ့တကယ်တည်းရရဆက်ရနေတာမဟုတ်လားနော်လောပြည့်လက်ပြည့်နေလုံလုံလောင်လောင်နေနော်အေးဟုတ်ပါပြီအဲ့တော့ပဲကျွန်တော်အဓိကပြောချင်ပါသေးတယ်အဲထပ်ပြီးတော့ကျွန်တော်မပြောချင်ဘူးနော်ပြောလို့ရှိရင်လည်းမကောင်းဘူးအဲ့တော့ခင်ဗျားတို့လိုအပ်ရင်ခင်ဗျားတို့ရဲ့ဒီ without card number ကောနော်ဒီစစ်စစ်ချက်တွေကเนาะအဲကျွန်တော်မထုတ်ပြခြင်းဘူးเนาะ ထုတ်ပြခြင်းတဲ့ကြောင့်မို့လို့ညီညီနိုင်နိုင်နဲ့เนาะအမှုကိုရှိကိုအရှိတိုင်းအတိကိုအတိတိုင်းနဲ့တရားဥပဒေအထက်မှာဘယ်သူမှမရှိစေရပုံစံမျိုးနဲ့သာဆောင်ရွက်ပါเนาะအဲဆိုရင်ကျွန်တော်တို့ရှေ့လျှောက်လဲကျွန်တော်နဲ့ဘာမှတဲစရာညစ်စရာအကြောင်းမရှိဘူးဟုတ်လားအဲ့တော့အခုတို့ချုံပြီးတော့ဒီကိစ္စကိုပြန်ပြောမှဆိုရှင်ဘူကြီးကသူ့ကိုလောက်ကြံတဲ့အစီအထီအောင်ရောက်လာတယ်လောက်ကြံတဲ့ရဲအဲမဟုတ်တပ်သားကိုလည်းအခုဆိုရှင်တော့ အဲဘယ်လိုခေါ်မလဲကြီးမပေါက်တော့ကံကောင်းလို့ပေါ့ဗျာနော်အဲ့ဒီတက်သားကိုလည်းအခုဆိုရင်တော့တိသွားလူတိရှင်ကြဖြစ်သွားတဲ့ကြောင့်အေးယူမယ်နော်အေးယူမယ်အမျိုးသမီးငယ်ကတော့တလာပိုင်းကဖြစ်တဲ့အဲတုပ်ပိုးကို၅လပိုင်းမှအစ်စ်ခံရဆိုတော်တော်အုံနောက်ကြီးတာညံကြီးရှင်နေအုပ်ချုပ်နေတာနော်တလားညံကြီးရှင်တွေကိုတခါတည်းနေရာပေးထားတာဟုတ်ပြီလားအဲအခုအခြေအနေကပါလဲဆိုတော့အမျိုးသမီးမရင်းချင်းခံရတဲ့အမျိုးသမီးငယ်ကတက်ပြင်မှာဒါမျိုးဒုက္ခရောက်နေတဲ့အချိန်မှာနော် အမျိုးသမီးကိုမရင်ချင်းလိုက်တဲ့ယာရှိကတော့နော်ယာရှိရိတ်တာမှအေးအေးဆေးဆေးပလင်းထောင်ဝိုင်းဖွဲ့ပြီးတော့ပျော်ရွှင်နေတော့မှာပဲသူမိမလည်းဝတ်တော့ကားကြီးတဝီဝီနဲ့ပါပဲနော်ဝတ်တော့ကားလေးကိုလည်းဘသူလိုချင်တယ်သူ့နာမည်သူ့အဖေနာမည်ပြောလိုက်ရင်ဝတ်တော့ကားကိုဘယ်သူမှမကတ်ရဲဘူးအဲဒီဝတ်တော့ကားနာမည်ပါချပါရပါမယ်နော်ဟုတ်ပလားလို့အဲ့အဲ့တော့ဒါမျိုးတွေရှိတယ်တော့တယင်းမူကတော်အနေနဲ့ကလည်းအာကျွန်တော်အနေနဲ့ထပ်ပြီးတော့ မပြောချင်ဘူးပါဗျာနော်မပြောစီချင်ရင်အနိုင်ကျင့်နိုင်မလုပ်ပါနဲ့တရားဥပဒေနဲ့ရှိကိုရှိတိုင်းနော်ဖီအားတွေအားလုံးပေးနေရတွေကိုရှောင်းပါကျင်ပါလို့ကျွန်တော်ပြောချင်ပါတယ်ခင်ဗျာနော်ကဲဟုတ်ပါပြီအဲကျွန်တော်ဒီနေ့မတရားမှုတွေနှစ်ခုပေါ့နော်အဲကျွန်တော်ပြောခဲ့ပြီးပြီအတီးပြုတ်တွေကတော့ခင်ဗျားတို့ကျွန်တော်တို့အားလုံးဝိုင်းမင်းစူးစားပါအဲထို့တူဒီနေ့တို့ချုံပြောမှာဆိုရင်ကိုဖုံးကိုကိုဖုံးကိုချစ်တဲ့ချစ်ပါတယ်ဆိုတော့ခင်ဗျားတို့တွေဝိုင်းရက်တီပါ တန်ပြုပါနော်ခင်ဗျားတို့အတန်ကိုထုတ်ဖော်ပြီးတော့အားလုံးကြားအောင်ကြည်ကြည်လောက်လောက်ပြောပါမပြောဘူးဆိုလို့ရှိရင်တော့ဒီကော်ဖုန်းတွက်ကတခြားကဲမဲ့သူကခင်ဗျားတို့မရှိသူနောက်မှာဘာအပွင့်ဘာခတ်မှမရှိဘူးသူနောက်ကအပွင့်ခတ်ဆိုတာလေဘယ်လိုဟောမဆိုလို့ရှိရင်တူတူလေးတွေနော်ဒီနေ့တစ်ချက်မှုလိုက်ရင်လွင့်သွားမဲ့လူတွေကြီးပဲအဲ့ဒီဆင်းတော့ပဲရှိတာဟုတ်ပလားတစ်ဖက်အုပ်စုရဲ့နောက်မှာကကြီးကြီးမားမားကြီးတွေရှိနေတယ်အဲ့တော့ဒါကတက်တွင်းအားပြိုင်မှုနဲ့နော် ကျွန်တော်အားနဲ့ဒီဘာမလဲပါဝါပြိုင်မှုတခုတော့သွားတွေ့ရတယ်နော်အဲထို့တူပဲအခုမိုးညင်းခလာရ15ဒီမရိမှု ပြဿနာကလည်းတတော်ကြီးကိုအနိုင်ကျင့်မှုတွေဖြစ်နေတယ်ခင်ဗျားတို့မရဘူးဆိုလို့ရှိရင်တော့အကျွန်တော်အနေနဲ့ကတော့ဆက်လက်ပြီးတော့တင်ပြပြောဆိုနေရမှာဖြစ်တယ်ပေါ့ဗျာနော်ကဲဟုတ်ပါပြီဒီလောက်မှပဲကျွန်တော်ရဲ့ရုပ်တံလေးကိုရပ်ပြရစေနော်ကျေးဇူးများပါ